မန်မင်္ဂလာပါရှင်ဒီကနေ့လေးမှာတော့ဆီအမောင်သားလေးရေးသားထားတဲ့တကူးမရှိသော နိုင်ငံဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ဖတ်ပြပေးကြပါရစေနားဆင်ပေးကြပါဦးရှင်ဂျပန်နိုင်ငံတိုကျိုမြို့တွင် အရှိအနောက်တွယ်တန်းနေသောနှခမြင့်ရှိပါတယ်ထိုမြင့်အားအလယ်မှကျန်ပြီးအဝေးပြေးလမ်းမကြီးဖောက်ထားပါတယ် တနေ့တနေ့သွားလိုက်တဲ့ကုန်တင်ကားများပျော်မပြနိုင်အောင်များပြပါသည်မြစ်ကိုဖြတ်လျက်ကားလမ်းရထားများစွာရှိပါသည်ကျွန်တော်တို့သမီးငယ်ဤအိမ်သည်ထိုမြစ်ကမ်းသားမြစ်ရထားဘူတာနှင့်နီးပါသည်သမီးငယ်ဤအိမ်တွင် ကျွန်တော်တို့နေကြသဖြင့်အလချိန်တိုင်းဖြတ်တန်းသွားလာနေသောမိရထားများအားငဲကြည့်ရင်တရားတစင်းပေါ်တွင်ဖြတ်သွားသောမိရထားဘလောက်များတလဲရေတွက်ကြည့်မိပါသည်၄မိနစ်တွင်တစင်းလုံးလောက်ဖြတ်တန်းသွားသည်ကိုသတိထားမိပါသည် တနေ့တာလုံးမောင်းနေရသောယထာအစင်းအေးအတွက်ဘလောက်များမည်လဲရေတွက်လို့ရပါသည်ပြောပြခြင်းဒီကမြင့်ထားပေါ်တွင်စီးသွားသောလူများဤအကြောင်းမှာတနေ့တနေ့ယထာစီသူတွေဘလောက်များမည်လဲစဉ်းစားလို့သာကြည့်ပါတော့လာသူလာသွားသူသွားများပြားလာပါ၏မိမြပင်လူတွေများပြားတော့လဲမြင့်ထားစီသူခီးတဲ့များဤအကျင့်သည်တမျိုးတစားတဲ့တသက်မှတ်သေးရှိကြ၏တူညီအောင်အတူယူပွဲစနစ်အားကျင့်သုံးကြပါသည် ဆိုလိုသည်မှာအကျင့်ကောင်းများအားလေးစားလိုက်နာကြပါပေသည်မြင့်ဒါစီရန်စနစ်တကြစီစဉ်ထားပါသည်ဘုရားထဲသို့ဝင်ရန်ယထာလက်မှတ်ကအာကျူတင်ဝယ်ယူထားပြီးထိုကအာစစ်တဲတို့ထဲလိမ့်မှစစ်ကအဝင်တကားအားဖွင့်ပေသည်မိမိသွားရောက်မိဘူးတော်ကိုမှန်၍ထိုစင်းကြံတွင်စနစ်တကျတန်းစီပြီးယထာဘောတို့တည်ရသည်လူပြီးတက်သူမရှိကြော်ပြီးသွားသူမရှိပါထိုင်ကုန်ကိုလည်းလူပြီးမထိုင်ပါ ိုင်ကုံရလျက်ထိုင်ပြီးမရလျက်အေးစေးစွာမတက်ရက်နေကြသည်အားနှဲ့သူများအတွက်ထိုင်ကုံတည်တန်းရှိပါသည် လူပြိနေတော်လဲလူတန်းစုတန်းလုံးဝမကြားရပါမိမိတို့ထံတွင်ပါလာသောကွန်ပျူတာတယ်လီဖုန်းများအကင်ပြီးမိမိတို့အလုပ်အားလုပ်နေကြပါသည်ယထားလေးများရှိတော်လဲလက်မှတ်စစ်ရန်စီမံအုပ်ချုပ်ပေးရန်မလိုပါ CCTV ကင်မရာများတော့တပ်ထားဟန်ရှိပါသည်လူပတ်ဝန်းကျင်တွင် နေထိုင်တော်လာခြင်းအတွေ့ ောင်းမွန်သောစနစ်များအကျင့်များဖြစ်၍အတူယူဝဲရာဖြစ်ပါသည်ဒီနေ့ရေးပြခြင်းဒီကဒီထက်သာလွန်၍ကောင်းသောအကျင့်တစ်ခု အကြောင်းမောင်သာလိတင်ပြခြင်းပါသည်တို့နိုင်ငံသားများသည်အချိန်အားအလွန်တန်ဖိုးထားကြသူများဖြစ်သဖြင့်အချိန်အားလုပြီးအလိုလိုကြပါသည်။မောင်သားလေးဤသားသမီးများလည်းတို့ဤအချင်းဆိုင်များကူဆက်သွားကြပါပြီ။အငယ်ဆုံးသားသမီးတို့ဤအချင်းအတိုင်းသမီးငယ်လေးကအိယာရနောက်ကြတတ်သည်။ယထာအချိန်မီရန် အပြေတစ်ပိုင်းသွားတတ်သောအချင်းရှိသည်အချိန်မီအလုတ်ပြည်ရန်စိတ်စောတတ်သောအချင်းရှိသည်တနည်းယုံကအပြန်ရထားပေါ်တွင်တယ်လီဖုန်းကြပြောက်သွားခဲ့ပါတဲ့အသည့်စစ်စစ်နောက်ဆုံးမော်ဖုန်းအားဝယ်ထားသည်မှာမကြသေးပါ မောင်တာလီနှမျောလာပါသည် မောင်တာလီကသာစိတ်ပူနေတော့လဲတမီးငယ်ကအေးအေးဆေးဆေးပါစိတ်မပူပါနဲ့ပါပါရဲ့တဲ့လူပေါင်းများစွာစီးနေကြသောယထာပေါ်ဘသူကောက်ရသွားတယ်လဲမသိကောက်ရခဲ့ရင်ပြန်ပေးပါမလားမသိ ကျွန်တော်တို့နိုင်ငံမှာလို့အဟောင်းတန်းမှာပြည်ပြီးပြန်ရှာရမှာလားတရင်နည်းရကြားလို့သွားသည်ရဲစခန်းကအကြောင်းကြားသည်ပျောက်သောဖုန်းကပြန်တွေ့ပြီးစခန်းတွင်လာယူပါတဲ့ဘလို့များသူတို့ရဲတွေပျောက်သောပစ္စည်းအားနှစ်ရက်အတွင်းပြန်ပြီးရအောင်ရှာကြပါလိမ့်အံ့အားသင်ရပါသည်ဒီမှာများပစ္စည်းအားတခိုးအခိုးခံရပြီးတခိုးမိပါရဲ့တခိုးထောင်ကလွတ်တောင်းအခိုးခံရသောပစ္စည်းကပြန်ပြီးထုတ်လို့မရသည်ဒီလိုဖြစ်ရန်သူတို့နိုင်ငံက လူတို့ဤစိတ်အားကျင်ပေးထားပါသည်။ចောင်းနေစဉ်ကလေးတဲကသူများဤပစ္စည်းများမြူတင့်ကြောင်းအတိပညာပေး၍လေ့ကျင့်ပေးထားပါသည်။မလွယ်မကင်းသာသူတစ်ပါးပစ္စည်းအားတွေ့မိပါလျင်ရဲစခန်းတွင်သွားရောက်အံ့နယ်ပေးရန်အတိပညာပေးထားပါသည်။မြင့်သားပေါ်တွင်မိကြံနေခဲ့သောတယ်လီဖုန်းအားလူများစွာတို့တွေ့ကြ၏။ကောက်ယူသူမရှိပါ။နောက်ဆုံးမြစ်သားတွဲထိမ်မှတင်းယူ၍တစ္ဆိုင်ရာဌာနသို့အလှည့်သည့်ရဲစခန်းတွင်ပျောက်သည့်နေရာ ပြောင်းသည့်အချိန်ရပြောပြီးတိုင်ကြားထားလျင်လိုင်းပေါ်မှာဌာနအချင်းချင်းချိန်ဆက်ပြီးပြန်ရှာပေးခြင်းဖြစ်သည်။ကောင်းလာပါပေရဲ့။ငွေတပြားမှမကုန်ကြပါ။မောင်သာလိသူတို့ဤစနစ်နဲ့သူတို့ဤအကျင့်များအားအတော်ပင် လေးစားမိပါသည်။အတုလည်းယူပါသည်။ထို့ထက်အကျင့်ကောင်းသည့်ဘူတန်လိုနိုင်ငံများလည်းရှိသေးကြောင်းစာပေများတွင်ဖတ်ပူပါသည်။ဘူတန်ကတနည်းပတ်လုံးအပြစ်လို့သူမရှိဟု၍ကြားပူပါသည်။ဘူတန်နိုင်ငံအကြောင်း ကျွန်တော်ဆောင်းမရေးခဲ့စဉ်ကနှစ်တည့်သူများစွာရှိ၍အနှစ်ချုပ်လိုက်တော့မတို့နိုင်ငံလည်းဒီနိုင်ငံမျိုးဖြစ်လျင်ကောင်းမှာပဲလို့မှတ်ချက်ပေးကြသည်တကယ်တော့ထိုနိုင်ငံများအနှင့်နိုင်ငံသားများချီးကျူးသည့်တခိုးတရားများမရှိသောနိုင်ငံတနိုင်ငံ ရှိခဲ့ဘူးကြောင့်စာပေများတွင်သူတို့မဖတ်ဘူးသေးလို့ဖြစ်ပါလိမ့်မည်။ထိုနိုင်ငံ၏အကြောင်းအားမှတ်တမ်းတင်ခဲ့သောသူသည်ကုန်တယ်တရားဖြစ်၏အိန္ဒိယလူမျိုးဟိန္ဒူဘာသာဝင်ဘာဆေ့စ်လာဂျီဖြစ်ပါသည်။ ဂုရုကြီးကိုဟင်္ကာဤအဖို့တော်ဆက်သူဖြစ်ပါတယ်။ဥကိုဟင်္ကာမှာမြတ်ဗုဒ္ဓဤတရားတော်များအားကမ္ဘာအနှံ့သိရှိအောင်ဟောကြားပေးနေသောတရားဆရာဖြစ်ပါတယ်။သူသည်နိုင်ငံများစွာတွင်ကုံရောင်းကုံဝဲလုပ်ဘူးသူဖြစ်သည်။သူဘဝအတွေ့အကြုံအားစာရေးသားမှတ်တမ်းတင်ခဲ့သည်မှာတနေ့သူရောက်နေသောနိုင်ငံတွင်မြင်းငါးစီးငါး၍တမျိုးပြီးတမျိုးလှပ်ပတ်ပြီးကုံရောင်းကုံဝဲပြုနေ၏။ ထိုနိုင်ငံ၏လမ်းခေးများတွင်ခရီးသည်များနားနေတဲကိုရန်ဇယက်များရှိ၏အချို့ဇယက်များတွင်ချစ်ပြုတ်စားသုံးရန်အိုးခွတ်ပကံပင်ပြောင်းဆန်စီစသည်တို့အားလှူဒန်းထားသည်ကိုပင်တွေ့ရ၏ထိုနိုင်ငံတွင်ထိုစဉ်ကငွေပေးချေမှုစနစ်သည် စက်ကူမဟုတ်ငွေရင်းကားများဖြစ်၏ကုန်တယ်များအဖွဲ့သည်ချစ်ပြုတ်စားတောက်ပြီးဇယက်ပေါ်တွင်အိတ်ဆက်နားနေစဉ်ငွေထက်ထားသောအိတ်မေ့ကြံပြီးဆိုရင်တဖြင့် မိမိတို့တွင်ပါလာသောငွေတို့အားခေါင်းအုံကြီးအိတ်ဤနာနစ်အာယုံတဲ့တွင်မိမိတို့သွားလို့သောခီးအားဆက်လက်ထွက်ခွာခဲ့ကြဤသို့သောအခြားပစ္စည်းအလုံးပါခဲ့တော်လဲမိမှဆိုသဖြင့်ခေါင်းအုံကြီးအိတ်ခဲ့သောငွေတင်းကားတို့မှမေ့ကြံခဲ့ဤပုံတယ်ကြီးစိတ်မကောင်းဖြစ်ရသည်ခီးမှမြင်းဖြင့်ငါးနာရီကြာကြာပောက်ခဲ့ပါပြီနောက်ထပ်၄၅မြို့အတွက်ရောင်းချရန်ရောင်းကုန်များလဲပါသေးသည်ပုံတယ်ကြီးဘာလို့ရမည်မသိ ထို့အကြောင်းအားအတူပါလာသူထိုနိုင်ငံသားအပြောပြတော်အခါတယောက်မျှဆိုရင်ကြောက်ကြဟန်မပြကြပါအတန်ကြာမှမြင်းသမားအဖွဲဤကောင်းဆောင်ကငွေတော့အတွဲဆိုရင်မပူပါနဲ့အပြန်မဝင်မိယူကြတာပေါ့ပြန်မိရပါလိမ့်မယ်ဟုပြောပြသည်ကန်တရဲ့အတွန်ခီးပေါက်လိုပါကနောက်သို့လှည့်ပြန်ရမဖြစ်ပါကျွန်ုပ်တို့ရှေ့သို့ဆက်ပြီးသွားကြမည် မြင်းထင်းဤစကားအာယုံပြီးကုံရောင်ရရှိသူစစ်ပြီးသွားနေရတော့လဲကုံတဲကြီးဤစိတ်တွင် တထင်ထင်ဖြစ်ဤဟုတ်မဟုတ်ပါလေမလားဟုတန်တရားဖြစ်မိဤဟုတ်ပါဤမြင်းထင်းကောင်းဆောင်ဤစကားသည်အလွန်မှန်ပါဤခကြီးအဆုံးတိုင်သွားပြီးပြန်ရောက်လာတော့အချိန်တွင်ထိုနေရာသို့ပြန်ရောက်လာဤမိမိဤငွေတွင်ကအထုပ်သည် နေရာမရွေ့လက်ရမပြည့်ပြန်သွေးဤကုံတဲကြီးအလွန်ပင်အံ့ဩသွားပါဤဒီနိုင်ငံကဘလို့နိုင်ငံလဲ အထက်ထက်အချိန်တိုင်းစုံစမ်းလေ့လာ၏အုပ်ချုပ်သူများကောင်းလို့လားဘာသာတရား၏အစိုးအမအားလေးစားလိုက်နာကြလို့လားမိဘဆရာတို့၏တွင်တင်ဆုံးမမှုတော်လို့လားဟုတ်ပါ၏အားလုံးပဲကောင်းကြပါသည် မောင်တာလိဖြစ်စေခြင်းနဲ့ဂျပန်နိုင်ငံဘူတန်နိုင်ငံတို့ထက်ပင်တာပါသည်ထို့ကြောင့်ထိုနိုင်ငံအားဂုရုကြီးတို့၏အဖိုးကုံတဲ့ကြီးကအမိပေးခဲ့သည်တခိုးတရားမျှမရှိသောနိုင်ငံမှာတဲ့ထိုနိုင်ငံက ကမ္ဘာအလဲတွင်ဂုံယူဝင့်ထည်ဘူးသော ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဖြစ်ပါတယ်ခင်ဗျာ။အော်တခါကတစီဘွားပဲမဲ့ဂုံယူဝမ်းမြောက်နိုင်ကြပါစေ။မောင်သာလီ9ရက်3လ24အဆုံးထိနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။ ကျမ်းမာပေးခြင်းပြီးစိတ်ခန္ဓာနှစ်ပါးငြိမ်းချမ်းကြပါစေရှင်။ကျမကတော့နာပြီဖြစ်ပါတယ်။